နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းငလျင်ကြောင့်ပြိုကျပြက်စီးနေတဲ့နေပြည်တော်ကိုမင်းအောင်လှိုင်ကအကွက်ချပြီးတော့မြို့တစ်ပြန်လဲတိဆောက်မယ်လို့စစ်ကောင်စီရဲ့အစည်းအဝေးမှာထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြပ်ဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကနေပြည်တော်ရဲ့မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချပြီးတော့ရေးဆွဲသွားရန်စီစဉ်နေတယ်လို့သိရပါဗျ။ငလျင်မကြာခဏလောက်ခတ်လျက်ရှိတဲ့နိုင်ငံများကအဆောက်အုံများတိစောက်ထားရှိမှုများကိုနမူနာယူပြီးတော့တိစောက်မှုများဆက်လက်ပြီးတော့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့အစည်းအဝေးမှာပြောဆိုလိုက်ပါဗျ။မက်လာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့သခိုင်းငလျင်ကြီးကြောင့်အဆိုးရဌာနများနဲ့ပတ်သက်ပြီးတော့နေပြည်တော်ကောင်စီနေမြေမှာရှိတဲ့ထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အုံများတွေကဖို့မြေပေါ်မှာတိစောက်ထားတဲ့အဆောက်အုံများဟာပုံမထိခိုက်ပျက်စီးတာကိုတွေ့ခဲ့ရတယ်လို့ပြောဆိုထားပါဗျ။ဒါကြောင့်ရုံးအဆောက်အုံများပြန်လည်တိစောက်ရမှာမြေ ်ဆန်းသမှုများကိုဆောင်ရွက်ပြီးမှသာအသည့်ပြန်လည်တိစောက်ခြင်းနဲ့ပြုမြင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်သွားရမှာဖြစ်တယ်လို့ပြောပါတယ်။တွက်ချက်လို့ရတဲ့ငလျင်ကြောပေါ်မှာတည်ရှိနေတဲ့ အဆောက်အအုံများကိုပြောင်းရွှေ့နေရာချထားရေးအတွက်ဆောက်ရွက်သွားရန်လိုအပ်တယ်လို့မင်းအောင်လိုင်းကပြောဆိုလိုက်ပါတယ်။နေပြည်တော်ဝန်ထမ်းအင်အားများကိုလည်းပြန်လည်တည်ဆောက်ရမှာမလျင်ပြင်းအောင် register scale ရှစ်အထိခံနိုင်တဲ့အဆောက်အအုံများဖြစ်အောင်ဆောက်ရွက်သွားရမယ်လို့မင်းအောင်လိုင်းကဆောက်ယူနာကရှောက်ပြီးတော့ပြောဆိုလိုက်ပါတယ်။လက်တလော6လအတွင်းမှာပြန်လည်တည်ဆောက်မယ်။ဝင်ကြီးဌာနရုံးတချို့ကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့နေပြီးတော့ပြောင်းရွှေ့တဲ့ရုံးတွေထဲမှာနိုင်ငံခြားရေးရုံး လူဝင်မှုကြီးကြပ်ရေးယုံအလုတ်သမားရေးယုံအပါဝင်ယုံတဆို့လဲပါဝင်နေတယ်လို့နန်စီတရံဝန်ထမ်းများထံကသိရပါတယ်အာနာရှင်ဟောင်းတန်းရွှေကနေပြည်တော်ကို2005ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာပြောင်းရွှေ့ခဲ့ပြီးတော့2006ခုနှစ်မတ်လ28ရက်နေ့မှာနေပြည်တော်ဆိုတဲ့အမည်နဲ့တရားဝင်မြို့တော်အသစ်ဖြစ်နေကြီးညာတတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ